အားလုံးပဲမင်္ဂလာပါခင်ဗျာ MP သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ20ရက်နေ့လကင်းအထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုကျွန်တော်ကိရဏကတင်ဆက်ပေးပါတော့မယ်နောက်ဆုံးရထိုက်တန်သတင်းတွေထဲကြဆုံရဲဘော်တွေရဲ့မိသားစုတွေကိုစောင့်ရှောက်နိုင်ဖို့ဥပဒေပြဋ္ဌာန်းရေးစီစဉ်နေရတဲ့ NUG ရွှေကုတ်ကိုဒေသကတိန်ရဲ့ပြည်စီရဲ့အားလုံးလက်စားဖြောက်ခိုင်းထားတဲ့စကမဒုကောင်ဆောင်စုဝင် လန်နကန်တော်လင်းဟာနှောက်ချမ်းမုံတစ်ခုသာဖြစ်တယ်လို့စစ်တဲအကြိုက်ပြောလာတဲ့ကိုကိုကြီးခရိုတိုအာကိုတဲ့အန်ယူဂျီဘန်ဒါရဲကိုစစ်ကော်မရှင်ဗဟိုဘဏ်ကဖြိုခွင်းဖို့ကြိုးပမ်းနေတဲ့တွင်ကြားဖြန့်တိုက်ဖြည့်ရေးမှာစစ်တပ်နဲ့ပူးပေါင်းရင် အောင်မြင်မှာမဟုတ်ဘူးလို့သတိပေးလိုက်တဲ့ကန်ယူဗြိတိန်ရေပိုင်နဲ့ထပ်ဝင်ရောက်လာတဲ့ရုရှားသစ်ဆိုတင်ပေါ်လေမှုန်းတွေကိုနှောက်ချက်တဲ့တွင်အဲ့လို နေလေကန်အထိရရှိထားတဲ့အထူးကြဆုံးတွင်တွေကိုတင်ဆက်ပေးထားပါတယ် ကျဆွန်ရဲဘော်ရဲ့မိသားစုတွေကိုစောင့်ရှောက်နိုင်ဖို့ဥပဒေပြဋ္ဌာန်းဖို့စီစဉ်နေတဲ့ NGO ဆိုတဲ့တဲ့နဲ့ဆက်လိုက်ချင်ပါတယ်။နေဦးတော်လင်းကာလအတွင်းမှာအတန်းနဲ့ခန္ဓာကိုပေးဆက်ဆွန့်လွှတ်ခဲ့ရတဲ့တော်လင်းရဲဘော်ရဲ့အတွက်နောက်ပြီးကျဆွန်ရဲဘော်မိသားစုဝင်တဲ့အတွက်ပါရွေ့ရပြီးအမျိုးသားညွတ်ရဲ့အစိုးရ NGO ကနေဥပဒေတစ်ခုပြဋ္ဌာန်းနိုင်ဖို့ကြိုးပမ်းနေကြောင်းသိရပါတယ်။ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောခွင့်ရှိသူဥနေဘုံလက်ကမြင်းမြတ်စွာစတ်ဆောင်သွားတဲ့ရဲဘော်ရဲမိသားစုဝင်တွေကိုတာဝန်ယူစောင့်ရှောက်နိုင်ဖို့ကိုလင်းအင်ကဆွလို့ခဲ့ရတဲ့ရဲဘော်ရဲအတွက်တသက်တာလုံးစမ်းမာရဲ့ပညာရေးနဲ့အသက်မွေးဝမ်းကြောင်းတို့အတွက်တာဝန်ယူနိုင်ဖို့ရည်ရွယ်တာတွေဖြစ်တယ်လို့ပြောပါတယ်။အရေးအကြီးဆုံးကတော့ဒီတာဝန်ယူမှုဟာလက်ရှိ NUG အစိုးရလက်ထက်မှာတမကပဲ။ နောင်အနာကက်မှာပေါ်ပေါက်လာမဲ့ favorite democracy နိုင်ငံကပါတာဝန်ယူနိုင်ဖို့မူဝါဒတွေထားမှတ်နေရဖြစ်ပြီးအဲ့ဒီအတွက်ဥပဒေတစ်ခုပြဋ္ဌာန်းနိုင်ဖို့ကိုလည်းစီစဉ်ဆောင်ရွက်နေရလို့သိရပါတယ်ထိခိုက်ဒဏ်ရာရဲဘော်တွေကိုကုသပေးဖို့နဲ့သူရဲ့ဘဝရှေ့ရဲ့အတွက်စီမံပေးနိုင်ဖို့ NUG ကကွေးဝင်ကြီးဌာနအောက်မှာစေဝန်ထမ်းဌာနခွဲတစ်ခုထားရှိပြီးပြည်တွင်းအားစစ်စင်33ခုနဲ့စေခန်းတွေမှာကုသပေးနေပါတယ် လွမြောင်းနေမင်းနဲ့ဆက်ဆက်ဒေတာကဆေးရုံတွေစီလွှဲပြောင်းကုသပေးတာတွေနိုင်ငံတကာဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်တာတွေလုပ်နေတယ်လို့ဥနေဘုံလက်ကပြောပါတယ်။ပြပမှာဆေးဝါးကုသဖို့လိုအပ်တဲ့တပ်ဖွဲ့ဝင်တွေအတွက်နေဆက်ဒေတာကျမ်းမာရေးစောင့်ရှောက်မှုအဖွဲ့၅ဘွဲ့ဖွဲ့ပြီးကုသရေးစားတောက်နေထိုင်ရေးသွားလာရေးကိုပံ့ပိုးပေးနေတယ်လို့သူကဆိုပါတယ်။ဒါအပြင်မတန်ဆွန်းတက်ဖို့ဝင်တဲ့အတွက်ခြေတူးလက်တူးတက်ဆင်ပေးဖို့ ပြန်လည်ထူထောင်ရေးဆန္ဒလေးခုကိုလည်းဖွင့်လှစ်ထားပြီးဒေသလိုက်လူမှုအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်နေရလို့သိရပါတယ်ဒုတိယအနေနဲ့ရွှေကုတ်ကိုဒေသကတိမ်မြဲပြည့်စည်ရအားလုံးလက်စာဖြောက်ခိုင်းနေတဲ့စကမာဒုက္ကောင်ဆောင်စိုးဝင်းဆိုတဲ့အတင်းကိုပြန်ဆက်ပေးပါမယ်စစ်ကောင်မရှင်ဒုက္ကောင်ဆောင်စိုးဝင်းကရွှေကုတ်ကိုဒေသမှာရှိတဲ့ online လိင်လေသူကွင်ရက်တည်းရဲ့ပြည့်စည်ကြိယာအားလုံးကို ဖြစ်စီပြဖို့ဒေတာရင်တက်ဖွဲ့တွေကိုအမိန်ပေးခဲ့လို့ ထိုင်း PBS နောက်သတင်းဌာနကဖော်ပြထားပါတယ်။ကွန်ပျူတာတွေမှတ်စုစာအုပ်တွေနဲ့အခြားပစ္စည်းကိရိယာတွေကိုသိရှိပြီးရနောက်မှာမြန်မာအနာပိုင်တွေအနေနဲ့ထပ်ရှင်ရှင်းလင်းဖို့စိုးဝင်ကအမိန့်ပေးခဲ့တာပါ။ပစ္စည်းတွေကိုဖျက်ဆီးခိုင်းခြင်းကလိမ်လည်မှုလုပ်ငန်းတွေပြန်လည်စတင်လို့မရအောင်ချက်ရှင်အနောက်ချက်ပေးတဲ့ကြေကျရှိပေမဲ့ဒီကိစ္စရဲ့မူလအရင်းမြစ်ဖြစ်တဲ့လူပုဂ္ဂိုလ်တွေနဲ့ ငွေကြေးကွန်ရက်တွေကိုလက်စားဖြောက်ခိုင်းတာလည်းဖြစ်တယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ online လင်လယ်မှုလုပ်ငန်းတောင်းကွန်ပျူတာတွေနဲ့စက်ပစ္စည်းတွေထဲမှာစက္ကမအရာရှိတွေဒါမှမဟုတ်သူတို့နဲ့နီးစပ်တဲ့အဖွဲ့အစည်းတွေပါဝင်ပတ်သက်နိုင်တဲ့ data မှတ်တမ်းတွေဆက်သွင်းမှုမှတ်တမ်းတွေငွေကြေးလွှဲပြောင်းမှုမှတ်တမ်းတွေပါဝင်လို့လက်စားဖြောက်ခိုင်းနေရလို့ကြားဖြန့်ကိစ္စကိုစောင့်ကြည့်နေသူတူကသုံးသပ်ပါတယ်။ Time based now ရဲ့ဖော်ပြထားမှုမှာ ကြားဖြန့်လုတ်တဲ့တရုတ်ရှုကိုလည်း DKBN နဲ့ဗီဂျီအတက်ဖွဲ့တွေကတင်းချောင်ဖို့လှုပ်ဆောင်ပေးခဲ့လို့ဆိုထားပါတယ်။ဒီအချက်ကရွှေကုန်းကုန်မှာရှိတဲ့ online လင်လယ်မှုလုပ်ငန်းတွေဟာလက်နက်ကိုင်အဖွဲ့အစည်း DKPA BGF တွေရဲ့ကြောထောက်နောက်ခံတရှိနေတယ်ဆိုတာကိုပိုပြီးထင်ရှားစေပါတယ်။စစ်စင်ရေးသတင်းကြားတာနဲ့တရုတ်ရင်းနှီးမြှုပ်နှံသူတွေဟာမဟာမိတ်တွေရဲ့အကူအညီနဲ့လုံခြုံတဲ့နေရာကိုထွက်ပြေးနိုင်ခဲ့တာဟာဒေသတွင်ဩဇာလွှမ်းမိုးမှုနဲ့ ရှုပ်ထွေရဆန့်လွင်မှုရှိနေဆိုတာကိုပြသနေပါတယ်။တပြိုင်တည်းထိုင်းနိုင်ငံဘက်ချမ်းမှာတော့ရုရှားနုံအထူးတပ်ဖွဲ့ရနဲ့မဲဆောက်မြို့နယ်ထာအိုက်ရွာမှာရှုကုတ်ကူကနေမဲခေါင်မြစ်ကိုဖျက်ပြီးထွက်ပြေးလာတဲ့နိုင်ငံသားသား39ဦးကိုဖမ်းဆီးရမိခဲ့ပါတယ်။အဲ့ဒီလူတွေအထက်မှာပါကစ္စတန်၊ကင်ညာ၊အိန္ဒိယ၊နီပေါ်၊ယူကန်ဒါ၊ဗီယက်နမ်စတဲ့နိုင်ငံအစုံကလူတွေပါဝင်နေရကိုတွေ့ရပါတယ်။ ဆက်လက်ပြီးလက်နက်ကင်တော်လင်ဟာနှောက်ချမ်းမှုတစ်ခုသာဖြစ်တယ်လို့စစ်တပ်အကြိုက်ပြောလာတဲ့ကိုကိုကြီးအကြောင်းကိုတင်ဆက်ပေးပါမယ်။ပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကူကိုကြီးကနိုင်ငံရေးနည်းလမ်းနဲ့လက်နက်ကင်နည်းလမ်းတွေရဲ့အကျိုးသက်ရောက်မှုအပေါ်မှတ်ချက်ပေးပြောဆိုခဲ့တာဟာစစ်တပ်အကြိုက်ဖြစ်တဲ့သဘောထားမျိုးဖြစ်နေရဆိုပြီးသုံးသပ်မှုတွေထွက်ပေါ်လာပါတယ်။မနေ့ကနိုဝင်ဘာလ19ရက်မှာမင်္ဂလာတောင်ညွန့်မြို့နယ်မှာပြုလုပ်ခဲ့တဲ့ပြည်သူ့ပါတီရဲ့အောင်နိုင်ရေးဆိုင်းဘုတ်ဖွင့်ပွဲမှာ ဥက္ကူကိုကြေးရအခုလိုထစ်သွင်းပြောကြားခဲ့ရဖြစ်ပါတယ်။နိုင်ငံတကာနိုင်ငံရဲ့ခိုင်မာတဲ့စစ်တပ်ကိုတိုက်ခိုက်တဲ့အခါလက်နက်ကိုင်နီးလန့်ကိုအုံပြုတ်အနဲ့ပတ်သက်ပြီး၎င်းအနေနဲ့အစွန်းတစ်ဖက်ကိုပြောကျင်ကြောင်းဆိုပါတယ်။တိုင်းအတန်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တို့ဖြစ်တဲ့ဗိုလ်ချုပ်ကွန်မော်ရဲ့ပြောကြားချက်ကိုကိုကာပြီးဥက္ကူကိုကြေးကနိုင်ငံကြီးတနင်္ဂနွေရခိုင်မာတဲ့အထောက်ပံ့မရပဲမအောင်မြင်နိုင်ဘူးလက်နက်ကိုင်နီလန်နဲ့ကြိုးစားတာကနှောက်ချက်တာတွေရောလုံးနိုင်တယ်ဒါပေမဲ့အဖြစ်မထွက်ဘူးလို့ပြောပါတယ် ဒါကြောင့်သူတို့ပါတီကနိုင်ငံနီးလည်းနဲ့ကြိုးပမ်းဆောင်ရွက်နေတဲ့ကိစ္စရပ်တွေကိုပြည်သူလူထုအနေနဲ့ရုံရုံကြည်ကြည်နဲ့ဆောင်ရွက်ခွင့်ပေးဖို့တိုက်တွန်းပြောကြားခဲ့ပါတယ်။ဥက္ကူကိုကြီးရဲ့လက်နက်ကင်နီးလန်းကနှောက်ချက်မှုန်တာဖြစ်ပြီးအပြေမထွက်ဘူးဆိုတဲ့မှတ်ချက်ဟာလက်ရှိနေဦးတွန်လည်ရင်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့တိုက်ပွဲဝင်မှုကိုတိုက်ရိုက်စော်ကားလိုက်ရာရောက်ပါတယ်။လက်နက်ကင်တွန်လည်ရင်ကိုအပြေမထွက်တဲ့နှောက်ချက်မှုန်အဖြစ်သတ်မှတ်လိုက်ခြင်းဟာစစ်ကောင်မရှင်ရဲ့အကြမ်းဖက်သမားသူမဟုတ် တင်ငင်မှုဖြတ်စီသူဆိုရဲတုံ့နှုံမှုတွေနဲ့ဆင်တူနေရာကြောင့်နိုင်ငံရေးအတိုင်းအဝိုင်းမှာဝေဖန်မှုတွေထွက်ပေါ်လာနိုင်ပါတယ်။ထမှန်တင်ဆက်ပေးချင်တာကတော့ Crypto Accurate Energy Banner ရေးကိုစစ်ကွန်မရှင်ဗဟိုဘဏ်ကဖြိုခွင်းမှုကျိုးပဲ့နေတဲ့တဲ့ရင်ကိုပြောပြပေးပါမယ်။စစ်ကွန်မရှင်လက်အောက်ခံမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကလည်းတရားဝင်ခွင့်မပြုထားတဲ့ Crypto Asset Digital ငွေကြေးတွေကိုလုံးဝရောင်းဝယ်လွှဲပြောင်းတာတွေမလုပ်ကြဖို့ထုတ်ပြန်ထားပါတယ်။ ဒီလိုလောက်တာဟာခရစ်ပတိုကိုအာကိုပီရမ်မွေချန်ရဲ့အမျိုးသားညရဲ့အစိုးရ NUG ရဲ့ဗန်နာရေးချန်ရကိုဖြိုခွင်းဖို့စစ်ကော်မရှင်ကတိုးပန်းတာပဲလို့နိုင်ငံရေးစီးပွားရေးလေ့လာသူတွေကသုံးသပ်ကြပါတယ်။ဘိုဘယ်ရထုတ်ပြန်ချက်မှာတော့သူတို့ကခရစ်ပတိုကိုပိတ်ပင်ကြတာဟာပြည်သူတွေရဲ့ငွေကြေးလုံခြုံရေးကြောင်းလို့အကြောင်းပြထားပါတယ်။ခရစ်ပတိုတွေဟာဈေးနှုန်းတွေအတက်အကျအရမ်းမြန်လာကြောင်းယင်းနည်းမျိုးနဲ့သူတွေငွေ ဆုံးရှုံးနိုင်ခြင်း ကြည်ကျက်ထိန်ချုပ်မှုမရှိသလောက်နေပါရနဲ့အဟက်ခံရနိုင်တာတွေကြောင်းပိုက်ဆိုင်မှုတွေဆုံးရှုံးနိုင်တယ်လို့ဗဟုပံကအကြောင်းပြထားပါတယ်။စကမဗဟုပံရဲ့ဒီထုတ်ပြန်ချက်ဟာရိုးရိုးတတိပိကျက်သက်သက်မဟုတ်ပဲနောက်ကွယ်မှာနိုင်ငံရေးကြက်ရှိနေတယ်လို့သုံးသပ်ရပါတယ်။ NUG ဟာမျိုးဥတော်လည်းအတွက်လိုအပ်တဲ့ဂျမဝင်တွေကိုပြပကမြန်မာတွေနဲ့ထောက်ခံသူတွေစီကနေ crypto assets တွေ digital နီလန်းတွေတုံးပြီးအထူးကဆုဆောင်နေရပါတယ်။ new ban sprint deployment ban လို့စီမံကိန်းတွေကလည်းဒီစနစ်ကိုအပြုတ်ပါတယ်။ဘ ਹੁ ပံက crypto ကိုတရားမဝင်ကြောင်းထက်ကတလဲလဲအမိန်ထုတ်ပြန်ခြင်းအပြင် NUG ရဲ့ငွေကြေးရှာဖွေမှုတွေဟာ NUG ရဲ့ဥပဒေမဲ့လှုပ်ရှားမှုတွေဖြစ်တဲ့အပြင် crypto သုံးပြီး NUG ကို ထောက်ပံ့နေသူတွေကိုတရားဝင်အရေးယူခံရနိုင်တယ်ဆိုတော့စိုးရင်စိမ့်နဲ့ချင်းချောက်ပြီးရန်မုံဝယ်စီစင်းမှုကိုချက်တက်အောင်ဖိအားပေးတာဖြစ်ပါတယ် ဒါကြောင့်စကမဘဟုပံလို့ဟာခရစ်ပတိုရဲ့စီးပွားရေးအန်ဒီကိုအကြောင်းပြပေမဲ့တကယ်တမ်းမှာတော့ခရစ်ပတိုကိုအကူရဲ့ NUG ရဲ့ဘန်ဒါရေးကိုတရားဝင်စီးငင်းတွေနဲ့ဖြိုခွင်းဖို့ကြိုးပမ်းနေခြင်းသာဖြစ်တယ်လို့သုံးသပ်ရပါတယ်။ပြည်တွင်းထဲနောက်ဆုံးသတင်းအနေနဲ့ကြားဖြန့်တိုက်ဖြတ်ရင်မှာစစ်တပ်နဲ့ပူးပေါင်းရင်အောင်မြင်မှာမဟုတ်ဘူးလို့သတိပေးလိုက်တဲ့ KNU သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံအွန်လိုင်းငွေလိမ်မှုတွေကိုနိုင်ငံတကာတိုက်ခိုက်ရမှာစစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်ခြင်းရဲ့ NDA နဲ့ပတ်သက်ပြီးကင်မျိုးသားစည်းရုံးခံယူကမနေ့ကထုတ်ပြန်လိုက်ပါတဲ့အစိုးရချင်းဗဟိုပြုရှင်းကမ်းမှုပုံစံကိုဆွဲကင်ပြီးမြန်မာစစ်တပ်နဲ့သာပူးပေါင်းဆောင်ရွက်မယ်ဆိုရင်အွန်လိုင်းငွေလိမ်မှုတိုက်ခိုက်ရေးဟာထိရောက်အောင်မြင်မှာမဟုတ်ဘူးလို့ခံယူကပြက်ပြက်တသားမှတ်ချက်ပြုတ်ခဲ့ပါတယ်စစ်ကောင်မရှင်နဲ့ပူးပေါင်းဆောင်ရွက်တာဟာပြည်သူလူထုအပေါ်မလိုလားအပ်သက်ဆိုးကျိုးတွေတက်ရောက်လာနိုင်တယ်လို့လည်း KNU ကသတိပေးပြောဆိုထားပါတယ်မြန်မာစစ်တပ်ဟာ online ငွေလိမ်မှုလုပ်ငန်းတွေဖြစ်ပေါ်လာဖို့တစ်ဖက်တစ်လမ်းကနေအားပေးကူညီနေတယ်လို့ဒီလုပ်ငန်းတွေကနေအကျိုးအမြတ်ရရှိနေရဲ့အဖွဲ့အစည်းဖြစ်နေရလို့ KNU ကစွပ်စွဲထားပါတယ်ဒါနဲ့ပတ်သက်ပြီးမိုးရွာခြေဆိုင်တက်ကြွလှုပ်ရှားသူတို့ကကြားဖြင့်တွေစီကနေလိုင်းကြီးကြီးမားမားရထားတဲ့စစ်ဗိုလ်ချုပ်တွေရဲ့ရည်တည်ချက်ကအမှုန်တွေမဖြစ်စေရတဲ့အတွက်ကြားဖြင့်တိုက်ဖြတ်ရေကိုဟန်ပြလှုပ်ဆောင်နေတဲ့နိုင်ငံတကာစီကနေ ဘာတွေအမြတ်ထပ်ထုတ်လို့ရမလဲဆိုတာပဲလို့ MPA သတင်းဌာနကိုပြောခဲ့ပါတယ်။စစ်တပ်ဟာ online ငွေလိမ်မှုလုပ်ငန်းတွေကိုနိုင်ငံနဲ့အတူတိုက်ပြမယ်ဆိုတဲ့အကြောင်းပြချက်ကိုတုံပြီးသူတို့ရဲ့နိုင်ငံကတနမန်ဆက်ဆံရေးတွေရှစ်ထွင်မှုနဲ့အုပ်ချုပ်ရေးတရားဝင်မှုရရှိဖို့ကြိုးပမ်းနိုင်တယ်လို့ KNU ကမြင်ပါတယ်။ဒါအပြင်စစ်တပ်ဟာခွင့်ကောင်းယူပြီးအင်အားကိုအလုံးကျွန်းတုံးဆွဲကပြည်သူတွေအပေါ်ရက်ဆက်ကြမ်းကြုံးမှုတွေပုံမကျူးလွန်လာမှာကိုလည်း KNU ကစိုးရင်မိကြောင်ထုတ်ပြန်ထားပါတယ်။ KNU ဟာရှစ်တောင်ရှာဒေတာမှာ online လိမ်လည်မှုလုပ်ငန်းထွေနှံဆက်ဆက်ရာဇဝတ်မှုတွေကိုနှိမ့်နှင်းဖို့နိုင်ငံတကာရဲ့ကြိုးပမ်းမှုတွေကိုကြိုဆိုပြီးအဲ့ဒီဆောင်ရွက်မှုတွေမှာတစိုက်တပိုင်းအဖြစ်ပါဝင်သွားမယ်လို့လည်းကတိပူပြောကြားခဲ့ပါတယ်။နောက်ဆုံးပြပတဲ့အနေနဲ့ Britain ရေပိုင်နဲ့ထက်ဝင်ရောက်လာတဲ့ Russia တရှိုတင်ပေါ်လေမှုတွေကိုနှောက်ချက်တဲ့အကြောင်းကိုပြောပြရင်းနေလင်ဟင်တဲ့တင်ဆက်မှုကိုဒီမှာပဲနားလိုက်ပြရစီ။ ဗြိတိန်ကာကွယ်ဝင်ကြီးဂျွန်ဟယ်လီကရုရှားရဲ့တရှိုသင်းဘောရန်တာဟာဗြိတိန်ရေပိုင်နဲ့အနေလှုပ်ရှားနေတဲ့တော်ဝင်လေတပ် RAF လေယာဉ်မှူးတွေကိုပထမဦးဆုံးအကြိမ်ဖြစ်လေဆာနဲ့ပစ်ခတ်ပြီးနှောက်ချက်ခဲ့လို့ထုတ်ပေါ်ပြောကြားလိုက်ပါတယ်။ဒီလောက်ရဲ့ကိုအစိုးရအနေနဲ့အလွန်အနေရှိရဲ့လုံရဖြစ်အလေးအနက်ထားဆောင်ရွက်နေရလို့ဆိုပါတယ်။ဒီရန်တာသင်းမော့ဟာစကော့တလန်မြောက်ဘက်မှာရှိနေပြီးပြည်ကရတဲ့ဘက်တွေအတွင်းမှာပဲယခုနှစ်ဒုတိယအကြိမ်ဖြစ် ဗြိတိန်ရေပိုင်နဲ့ထက်ဝင်ရောက်ခဲ့ပါတယ်။ကကွေးဝင်ကြီးဟင်လီကဒီတင်မော့ဟာနေညာရဲ့ကာလမှာထောက်လှမ်းရင်းနဲ့ဗတိပခါကာလမှာဖြစ်စီရဲ့လုပ်ငန်းတွေလုပ်ဖို့ရည်ရွယ်ပြီးဒီဇိုင်းထုတ်ထားတဲ့ရုရှားရဲ့ပင်လယ်နဲ့သုတေသနညွှန်ကြားရေးကျုံ GUGI ရဲ့အစိတ်အပိုင်းဖြစ်တယ်လို့ရှင်းပြပါတယ်။ဗြိတိန်ဟာရန်ထာကို RAF ရဲ့ Poseidon P8 လေယာဉ်တွေနဲ့တော်ဝင်ရှင်တဲ့ Free Gate စစ်တင်မော့တွေတုံပြီးလှုပ်ရှားမှုန်းတိုင်းကိုခြေရာခံနေတယ်လို့သိရပါတယ်။ ဟလီကရန်တာလန်းကြောင်းပြောင်းလဲလိုက်ရင်ဆောင်ရွက်ဖို့စိတ်ရွေးရှည်စရာအသင့်ရှိရလို့ချိန်ချောက်ပြောကြားခဲ့ပြီးပူတင်ကငါတို့မြင်တယ်ဘာလုံးနေလဲသိတယ်ဒီတစ်ပတ်မှာရန်တာကတောင်ဘက်ကိုလာရင်ငါတို့အသင့်ပဲလို့သတိပေးလိုက်ပါတယ်ဒါအပြင်ရန်တာကိုပုံမနီကက်စွာစောင့်ကြည့်နိုင်ဖို့တော်ဝင်ရှင်တဲ့ရဲ့စစ်စဲညှိနှိုင်းမှုစီးနှဲတွေကိုပါ ပြောင်းလဲလိုက်ပြီးလို့ပြောဆိုခဲ့ပါတယ်ရုရှားတိုင်ဝမ်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဗြိတိန်ရဲ့ဂျေအောက်ဆက်သွယ်ရေးမှာ စိတ်ဝင်စားမှုမရှိဘူးရုရှားရဲ့လုပ်ရက်တွေဟာဗြိတိန်လုံခြုံရေးကိုထိခိုက်ဖို့ရည်ရာမဟုတ်ဘူးလို့ညင်းဆိုပါတယ်ဒါပေမဲ့ဗြိတိန်ဟာရုရှားကိုမုန်တီးရဲ့လမ်းစဉ်နဲ့စိတ်ရင်အားတိုးရှိတာတွေလုပ်နေရအောင်ဥရောပလုံခြုံရေးပုံပေးဆိုးဝါးလာနေရလို့ပြန်လည်ဆွဆွဲပါတယ် MPN နေလေကင်းထူးခြားသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ MPN တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝေယောင်းမှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ် မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်ပြားကျမ်းမာချမ်းသာပြီးဘဝအမောရည်လည်းပြေကြပါစေခင်ဗျာ။